အားသောဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ29ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ပထမဆုံးသတင်းပုဒ်ကတော့ Platico ရဲ့သတင်းထောက် Florian Plandebat ဖော်ပြထားတဲ့ Bitter Yogurt လူကွဲတဲ့ကနေပြီးတော့တရားဝင်ထွက်ခွာသွားတဲ့ Manchester United နဲ့ပတ်သက်ပြီးဖော်ပြပေးပါပါ။ Premier League Club Manchester United ကတိုက်စစ်မြောက်ဘက်နဲ့ပတ်သက်ပြီးတော့ Yogurt ထက်စားလို့ရှိရင် Issue Town ရဲ့ကစားတိုက်စစ်ကစားသမား Lian Dilek ကိုခေါ်ဖို့အတွက်ရွေးချယ်လိုက်တယ်လို့ကြားသိရတယ်။အဲဒါသူတို့ကကုညာကိုခေါ်ပြီးနောက်ပိုင်းမှာအခြားငွေကြေးသုံးစွဲမှုကိုလည်းချင့်ချိန်လို့ရအောင်ပြီးတော့ဥရောပဝင်ဝင်မရတာလည်းဖြစ်တဲ့အတွက်ဖြစ်နိုင်ချေရှိတဲ့တိုက်စစ်ကစားသမားအထူးသဖြင့်ဥရောပ ဝင်ဝင်မရတဲ့လာမယ်ဆိုတော့တက်စစ်ကစားမဘက်ကိုသူတို့ကမျှောလဲသွားခဲ့တယ်။အဲ့ဒီအတွက်ဗီတာယော့ဂရက်ကိုတော့အာဆင်နယ်တို့ပြိုင်ပွဲမရှိခုံနိုင်ဖို့အချိန်တွေတော့ကောင်းသွားတယ်။ပုံမှန်တိုင်းဆိုတော့ဒီသတင်းကပျော်ဖို့ကောင်းတယ်။သိရမလား။ကိုနဲ့တကယ်ရှင်ပြီးခေါ်မယ်အတင်းတတင်းထွက်ခွာသွားတယ်ဆိုတော့ကပျော်ဖို့ကောင်းတယ်။ဒါပေမဲ့အာဆင်နယ်ဒီထားကလည်းယော့ဂရက်မှယော့ဂရက်မဟုတ်နေဘူး။ ဆက်စကိုလိုလိုယောဂရက်လိုနဲ့လက်ရှိချိန်ဒီ final decision သူတို့အတွင်းထဲမှာမချရသေးဘူးကျွန်တော်တို့ကြားရတော့ပေါ့လေ on stain ပြောထားချက်အရဆိုရင်တော့တိုက်စစ်မှုတော့ဝယ်မယ်ဒါပေမဲ့ယောဂရက်နဲ့ဆက်စကိုနှစ်ဦးတည်းကတူအာဆင်တို့ခေါ်သွားနိုင်နေရှိစေပြောထားတယ်နောက်ချက်ကတော့ Thomas Partey နဲ့ပတ်သက်ပြီးလက်ရှိချိန်ဒီစာချုပ်စစ်ကိစ္စကသတင်းအချက်လက်မချရသေးဘူးဆိုသူကပြောသွားတယ်ပြီးတော့နောက်ခံလူတူခေါ်ဖို့ရှိတယ်ဟူဆန်ကိုလက်လွတ်လိုက်ရပြီပဲလေအာဆင်တွေက quality မြင့်နောက်ခံလူတူကိုခေါ်ဖို့အတွက်အစီအစဉ်ရှိနေတော့မယ်ဆိုပြီးဖော်ပြသွားတယ်ပြီးတော့ဂိုးသမားအရင်တယောက်ခေါ်ဖို့ရှိတယ်ဆို ပြီးဖော်ပြသွားတယ်ဒါတော့ on stain ပြောတာပေါ့လေဒီနေရာမှာဒါအာဆင်နယ်ကဗီတာယောဂရက်နဲ့ပတ်သက်ပြီးစိတ်ဝင်စားနေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါယောဂရက်ကိုအင်တာဗျူးတစ်ခုမှာမီဒီယာသွားမေးတာမေးတဲ့အခါမှာဗာပြောလဲဆိုတော့ကျွန်တော်ဘာတစ်ခုမှမသိထားပါဘူး ဒီအပိုင်းတွင်ကျွန်တော်လက်ကြံပွဲအချို့ကိုကံပိုးအတွက်အာယုံဆိုင်နေခဲ့တာတကယ်လို့ဒီသတင်းကအမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မကြခင်သိလာရမှာပါဆိုပြီးတော့ယောဂကဖြေထားတယ်အဲ့ဒါဆိုမဟုတ်ဘူးလို့လည်းမငင်းထားဘူးဟုတ်တယ်လို့လည်းမပြောထားဘူးမကြခင်သိလာမယ်လို့ယောဂကကပြောထားဆိုတော့နည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျကျွန်တော်အဓိကဒီအကြောင်းကိုထည့်ပြီးပြောချင်တာပေါ့လေအဲ့ဒါဆို United တို့အနေနဲ့ယောဂကကိုဝင်လူသည်ဖြစ်စေမလူသည်ဖြစ်စေတကယ်အခြေအနေရဆိုရင်တော့ Arsenal ကဥရောပဝင်ရတာဖြစ်တဲ့အတွက်အားသက်ချက်ရှိတယ်နောက်တစ်ချက်ကဘတ်ဂျက်ပိုင်းဆိုင်ရာရောနောက်တစ်ချက်ကဒီကစားမနဲ့တွဲဆုံဆွေးမှုတွေအများကြီးလုပ် ထားတာ哦အဲ့တော့ Arsenal သင်းစီကို on stain ပြောသလိုမျိုး Sasco နဲ့ Yokre နှစ်ဦးရက်တူရောက်လာမလားစောင့်ကြည့်ရမယ်ဒီနေ့မှာအသင်းပိုင်ရှင်နဲ့ဒီ Arsa ကင်းထောက်အဖွဲ့တွေကတော့ Sasco ပို့ပြီးသဘောကျနေကြသေးရတယ်အဲ့တော့ Yokre ဘက်မှာရှိတာကတော့ Arsa Traitor Entry Bar တယောက်ပဲလို့ဖြစ်နေတယ်အဲ့တော့ Yokre ကခေါ်နိုင်ခဲ့ရင်တော့တကယ့်ကို power အပြည့်သုံးပြီးတော့ဒီ Arsa Traitor လုံးလုံးခဲ့တယ်ပြောရမယ်အကယ်၍ Sasco ရောက်လာတယ်ဆိုရင်တော့ Adidas ကြိုက်ပြီးတော့ ဒီကစားသမားနဲ့ပတ်သက်ပိုတီရှယ်တွေအများကြီးရှိပြီးတော့အသက်လည်းငယ်သေးရဆိုတဲ့အချက်ကိုကြိုက်တဲ့ဒါခရွန်ကီတို့အကြိုက်နောက်တစ်ချက်ကကင်းထောက်အဖွဲ့တွေရဲ့ထောက်ခံစာတွေမပြတ်ရရှိနေတဲ့အချက်လက်တွေရဆိုရင်တော့ကင်းထောက်အဖွဲ့အကြိုက်ဖြစ်ဆက်စကိုရောက်လာနေခြင်းရှိတယ်ဒါပေမဲ့ယောဂရက်ကိစ္စလည်းလုံးဝပြီးဆုံးသွားတာမဟုတ်တဲ့အတွက်ကျွန်တော်တို့စောင့်ကြည့်ရမယ်တခြားတစ်ခုကတော့ဒီရက်ပိုင်းမှာအာဆင်နယ်တို့ဒီအသင်းတာဝန်ရှိသူတွေအကြီးပိုင်းတွေ တကားပိတ်အစည်းအဝေးတစ်ခုရှိရကြားသိရတယ်ဒီ transfer ဘိုင်းနဲ့ပတ်သက်ပြီးတော့အသင်းရဲ့ injury နဲ့ပတ်သက်ပြီးတော့ဒီရာသီမှာဘာတွေအမှတ်တွေဘာကြောင့်ဆုံးရှုံးခဲ့တယ်ဘလို့ mandate ပြန်ပြီးပြုပြင်ရမလဲ injury ဘာကြောင့်ရလဲဆိုတော့သူတို့ခွဲခြမ်းစိတ်ပြပြီးတော့အပြောင်းရွှေ့ဈေးကွက်နဲ့ပတ်သက်ပြီးအသေးချာတိုင်ပင်သွားမယ်ကြားသိရတယ်အဲ့တော့လာမယ့်ຫນွေဈေးကွက်မှာအာဆင်တို့ဘလို့ဝင်ပြီးလှုပ်ရှားမလဲဆိုတာစောင့်ကြည့်သွားမှာပါတကြတစ်ခုကတော့ကျွန်တော်တိုက်စစ်မှုနဲ့တိုက်စစ်တောင်းမှတူဝယ်ကိုဝယ်ရပါမယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဖေဗီဆိုရိုမာနိုဖော်ပြထားပါဘောလေဒါကတော့ဘာစီလိုနာအသင်းဟာဂျွမ်ဂါစီယာအတွက် ကနအူးအစီအစဉ်အနေနဲ့အစပန်ယိုအသင်းစီကို UO 25တန်တန်ကြီးနဲ့ကမ်းလှမ်းဖို့အတွက်ပြင်ဆင်နေတယ်။အကယ်၍အဲ့ကမ်းလှမ်းမှုကအစီအပြေလို့ဘာစီနောဒီကစားမှရောက်လာခရင်တိုင်းပြီးတော့မှမဟုတ်ဘူး။သူတို့ကအငှားပြန်ချသွားဖို့ပြုဝင်လင်းလင်းစီစဉ်ထားဆိုပြီးကြားသိရတယ်။အဲ့တော့ဒီချက်လက်ရဆိုဘာစီဒူနာကတရဝင်ကမ်းလှမ်းမှုလုပ်မယ်။ဒါပေမဲ့အဲ့ဂျိုဟန်ဂါစီယာဆိုတဲ့ကစားသမားလေးကိုချက်ချင်းအငှားပြန်ချမယ်။အဲ့တော့ပွဲထောက်ခွင့်တနေရလို့အသင်းကြီးမှာစောင့်ကြဉ်ဆိုတဲ့ဂျိုဟန်ဂါစီယာအတွက်ဆိုရင်တော့ဒီကမ်းလှမ်းမှုကမန်ဘောလုပ်ဖွဲ့ရတော့မဟုတ်ဘူး။ စပိန်ပြည်ရင်းလီမှာဆိုလို့ရှိရင်တော့ဘာစီလိုနာတို့ကန်လက်မိဆိုရင်တော်တော်ကစားမကြီးကတွားချင်ကြတယ်။ဒါပေမဲ့အငှားပြန်ချမယ်ဆိုတဲ့အချက်ကဂျိုဟန်ကာစီယာလိုမျိုးဒီနိုင်ငံလေယူစဉ်အသင်းမှာပါရွေးချယ်ခံခြင်းနဲ့ဂိုသမားတူအုပ်အတွက်ဆိုရင်တော့အဆင်မပြေဘူး။သူကလက်ရှိအက်စပန်ယိုအသင်းမှာဆိုပေါ်ထက်ဂိုသမားအိုက်ဒါကြံခဲ့တဲ့ຫນွေတွေကခေါ်ဖို့လုပ်တာ။ ကြံခဲ့တဲ့စောင်းစည်းကုန်မာတဲ့လှုပ်ရှားမှုလုပ်ခဲ့တဲ့ဒါပေမဲ့ဈေးနှုန်းညှိမြတာဖြစ်တဲ့အတွက်ထားလိုက်တာပေါ့လေဟိုဒီသားမောက်ခွန်မဲဆိုတော့အနည်းဆုံး euro 25တန်းလောက်သုံးတာလည်းရပြီအာဆင်နယ်အနေနဲ့ဒီဘုံမောက်အသင်းကိုသူတို့အငှားခွာထားခဲ့တဲ့ netto ပြန်ပြီးအပ်ရမယ်အသင်းမှာရှိတာလည်း raya ရဲ့အရင်နေနဲ့ tommy saffo jabotta kahin ဒီကစားသမားတွေပဲရှိတယ်အဲ့တော့ aida အနေနဲ့ transfer market မှာ euro 25တန်းလောက်သုံးပြီးတော့ဒီသားမောက်ခွာဖို့လိုရှိတယ်ဒါပေမဲ့ on strain ပြောထားပါတယ်ကိုသမားအရင်တယောက်လည်းလာမယ်ဆိုတဲ့အတွက်လာမယ်ဆိုလို့ရှိရင်တော့ ဂျိုဟန်ကာစီယာပဲရောက်ဖို့များပါလေ24နှစ်ရဲ့စပိန်သားတော့2028ခုနှစ်ဒီစာချုပ်သက်တမ်းရှိတဲ့လာလီဂါ38ပွဲမှာကလင်းရှစ်10ပွဲရအောင်ဆွဲဆောင်ထားပြီးတော့146ချိန်ပို့ထုတ်ထားတဲ့52ဂိုးတော့ပေးထားရတယ်။မနစ်ကလာလီဂါ2ကနေပြီးတော့လာလီဂါရအောင်ဆွဲဆောင်ပေးထားတဲ့ဒီဂိုးသမားကြီးနဲ့ပတ်သက်ပြီးဦးရောဘောပါလူချင်းတဲ့အသင်းကြီးအများကြီးရှိမယ်။အာဆင်နယ်ကတော့မကြာခဏသတင်းထွက်နေတယ်။အချိန်မီသာမခေါ်နိုင်ရင်တော့ဘာစီလိုနာဂျာစီနဲ့တွေ့မြင်ရပွဲရှိနေပါတယ်။ တတိယမြောက်သတင်းဘုတ်ကတော့ cough site ကဖော်ပြထားပါလို့လေဒါကတော့ dusambla ho win နဲ့ပတ်သက်တဲ့သတင်းပါဒီသတင်းကအရင်မခိုင်လုံတာဖြစ်တဲ့အတွက်ကျွန်တော်တတိယမြောက်သတင်းဖြစ်ပဲထည့်ထားပြီးတာအဲ့ဒါကတော့ CD ရဲ့ club Jupiter တဲ့ type 6ကစားသမား dusambla ho win ကလာမယ့်နေရာဒီမှာ ချုပ်ပင်တဲ့အသင်းစီယာနေပြီးတော့ထွက်ခွာတော့မှာပါပရီးမီးယားလိမှာကစားကြည့်နေပြီးတော့လက်ရှိချိန်မှာချယ်ဆီနဲ့အာဆင်နယ်သားလိုရှိမယ်ဆိုရင်တော့ဒီကစားမောက်ချုပ်ပင်တဲ့တို့ကဒီပေါင်42တန်းလောက်နဲ့လက်လွတ်သွားဖို့ရှိဆိုပြီးတော့ခော့ဖ်ဆိုက်ကတော့ကိုကာရေးသားထားတယ်တချို့ပိုင်းလေးမှာတော့ဒီသတင်းထောက်တီရဲ့အာဘော်တွေပါကောင်းပါနိုင်တယ်ဗောလေတကယ်ရညှိမယ်ဆိုရင်တော့ဈေးနှုန်းကဒီထက်နည်းနိုင်တယ်လို့ဒီထက်လည်းများကောင်းများသွားနိုင်တယ် installment payment ပါညာနဲ့တချိန်တော့ဆိုရင်တော့ဒီဒူဆမ်ဘလာဟိုဘေးလို့တက်စစ်ကစားမောက်တူရဆိုရင်ပေါင်တန်း40ဆိုးဆိုးနဲ့ရမယ်ဆိုတာကမန်မောလောက်ဖွဲ့ရပဲတန်တာထက်ကို ပိုးတယ်ဒါပေမဲ့ဂျူမင်တက်တို့ဘာကြောင့်ဒီကစားမောက်အသေးအတန်ပြန်ရောင်းလဲဆိုတော့လောကရစာကြီးရဂျူမင်တက်မှာဒီကစားမောက်စီနံပါတ်1လောကရစာအများဆုံးတပတ်ကိုဒါ UO အဖြစ်ဆိုရင်38,300ကျော်ရနေတယ်တစ်နှစ်ကို UO 16တန်းရရှိနေတယ်ပေါင်အဖြစ်ဆိုရင်31,000လောက်ဂျူမင်တို့ပြီးချေထားတယ်အဲ့တော့လောက်ခလာကလည်းရှော့ကျင်တယ်ပြီးတော့ဒီကစားမရဲ့အသက်အရွယ်ကလည်း25နှစ်ထက်ရောက်လာခဲ့တာဖြစ်တဲ့အတွက်ပေါင်42တန်းလောက်ရလို့ရှိရင်တော့မှຫນွေမှရောင်းချသွားဖို့ရှိတယ်မရောင်းလို့လည်းများတော့သူတက်တာ fine တယ် ဆမ်မထရန်စဖာပဲဘာကြောင့်လဲဒီຫນွေမှာသာမရောင်းဖြစ်ခဲ့ရင်2026ခုနှစ်မှာစာချုပ်သက်တမ်းကုန်မဲ့ဒူဆန်ဘလာဟိုဘီစီကနေပြီးတော့ပြောင်းဖြည့်ကြည့်တပြားမှမရတော့အားကြောင့်မို့လို့အသေးအံဂျူပီတာတို့ကဘလောက်ရရင်ရောင်းမယ်ဘယ်အသင်းနဲ့စွတ်တီသတင်းထွက်ခိုင်းကစားသမားကိုဖိအားပေးအဲ့လိုကြီးလှုပ်လာခဲ့တာအဲ့တော့ဒီကစားသမားတော့ဒီယာတီမှာ ဒီပြိုင်ပွဲစုံ42ပွဲမှာပွဲပေါင်း30ဝင်ကစားထားတယ်15ဂိုးသွင်းပြီးတော့ငါးလုံးဖိုင်ထားတယ်အရင်ကြီးချောင်ထိုးလိုက်ရလောက်တဲ့အထိ quality စုံနေရတော့မဟုတ်သေးဘူးဒါပေမဲ့ကျွန်တော်တို့သိခဲ့တဲ့ Fiorentina ကဒူဆန်ဘလာဟိုဘီလောက်တော့တိတ် မကောင်းတော့လို့ခံစားရတယ်ဒါနဲ့သူအတင်းကြီးတင်းမှာပွဲထွက်ရတာရေးတင်းမိတ်တွေနဲ့အဆင်မပြေတာလေးရှိကောင်းရှိတယ်ဗောလေဒူဆန်ဘလာဟိုဘီကတစ်ချိန်တော့အရင်ကောင်းတာပါဒါပေမဲ့ဒီသားမနဲ့ပတ်သက်ပြီးကျွန်တော်မကြိုက်တာကမန်တယ်ပဲကျွန်တော်တို့လိုချင်ပါဆိုတဲ့အချိန်တော့ဒီသားမကဥရောပဝင်ချန်ပီယံလိဝင်ရတဲ့အသင်းစီပဲသွားမယ်ဘာညာနဲ့ အဲ့လိုမျိုးတွေထုတ်ပြီးပြောခဲ့ဘူးတဲ့ကစားမတစ်ယောက်မီဒီယာထက်မှာပလူးပြန်ညာပဲနောက်ဆုံးတော့အာဆင်နယ်ရဲ့ကံလန်းမှုတွေကိုညင်းပယ်ပြီးတော့ဂျူဗင်တက်ကိုလက်သွားခဲ့အခုမှသာပရီးမီးယားလိလာခြင်းနဲ့အာဆင်နယ်သားစင်ခွန်ရဲ့အာရီတာသားအလိုရှိရင်လက်ကိတ်ထဲပစ္စည်းရောက်ထည့်ပြီးထွက်လာမယ်ဆိုတဲ့ပုံစံမျိုးတွေမကြာခဏလူမှုကွန်ရက်ထက်မှာတွေ့နေရတယ်ဒါတော့ဒပိုင်းပေါ့လေအဲ့တော့2022ဇန်နဝါရီလုံးကယူရို83.5တန်းနဲ့ဖီယိုဝင်းတီနာကနေပြီးဂျူဗင်တက်ကိုရောက်သွားခဲ့တကယ်ကိုမှမြန်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်သွားခဲ့ပါလေအခုတော့ အာဆင်နယ်ဖန်ရောက်တရမှာဆို80လောက်ကမလာပါနဲ့ဆိုပြီးလုံနေကြရတဲ့အထိဒီချိန်တုန်းကအမှတ်တရတွေအများကြီးရှိတဲ့တိုက်စစ်မှုတယောက်ဖြစ်ရှိနေပါဗျာ။ ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ရှိုးပေါ်လုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်3ကို6939ကို6သလုံး2ကိုဆက်သပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်ဘောလုံးပွဲတွေဆော့မယ်ဆိုရင်တော့ကျွန်တော်နဲ့လက်တွေ့ထားတဲ့ရှိုးပေါ်လုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်အယောစားမှန်ကန်ပြီးစိတ်ချပါတယ် Viber ခွေချကို Sport Internet 9သလုံးမြစ်တကိုကစားလို့ရနေပါပြီခင်ဗျာကျွန်တော်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါ OPTA ကဖော်ပြထားတဲ့ Premier League 10 of the Season နဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးသွားမှာပါအဲ့ဒီမှာတော့ Arsenal ရဲ့ကစားမ2ဦးပါဝင်လာခဲ့တယ်ကဲဂိုးသမားနေရာစပြောလိုက်အောင် အဲ့ဒါကတော့ forestry ကိုတမဒါ sell ပေါ့လေသူကတော့ဒီရွှေလက်အိတ်စုရတယ်ဒါပေမဲ့ Ryan နဲ့ပူတဲ့ရပါဒါပေမဲ့သူ့ကိုတော့ဒီ scene ထဲမှာ OPD ကရွေးချယ်လိုက်တယ်ရွှေလက်အိတ်စုရတဲ့လူချင်းဆိုရင်တော့ Ryan ပါ True ရွေးလို့ရတယ်ခန်းစစ်လျောက်တမှာဆိုရင်တော့ Liverpool ရဲ့ Van Dijk Arsenal William Saliba Trent Alexander Arnold နောက်ပြီးတော့ Gavardio မစီတီယာပေါ့လေဒီလေးယောက်ကိုင်းလည်းနှစ်ယောက်မှဆိုရင်တော့ Liverpool ရဲ့ Graven Van Bash နဲ့တရာတီလုံးခြေစွမ်းအမှန်ဆုံးပြထားခဲ့တဲ့ Declan Rice Arsenal က တောင်မန်နှစ်ယောက်မှဆိုရင်တော့ယူနိုက်တက်ကိုရောက်သွားခဲ့တဲ့မာတီရဲ့ကိုညာညာဘက်ချက်မှဆိုရင်တော့ဘရိုင်းယန်အန်ပူမိုအာဆင်နယ်နဲ့မကြာခဏတရင်ထွက်နေခဲ့တဲ့ဘရန်ဖို့ကကစားသမားအထောင်နှစ်ယောက်မှဆိုရင်တော့ဒီယာတီမှာ prime time ဖြစ်နေခဲ့တဲ့မိုဟာမက်ဆာလက်ရဲ့ဒီယာတီမှာခြေစွမ်းကောင်းပြီးဂိုးတွေနဲ့ဒဇက်ဆက်သွင်းထားခဲ့တဲ့လက်ဆန်နာအီဆက်ဒီဆက်ကတော့ချမြန်နေဝင်ရတာဖြစ်တဲ့အပြောင်းရွှေ့တဲ့နေအောင်တိတ်ဆိတ်သွားပြီးပြောလို့ရတယ်။ဒီရကတော့ OPD ကတရာတိလုံးဒါပရီးမီးယားလိမှာအကြိုက်ဆုံးကစားသမား၁၁ဦးနဲ့ပတ်သက်ပြီးဖော်ပြပေးထားပါပါ။အဆုံးလိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။